ကူကန်တက်ဖွဲ့လာရှိုးကပြန်ဆုတ်ခွာမယ်ဆိုတဲ့သတင်းဟာတော်လန်ရေးအတွက်တကယ်သတင်းဆိုပါလာရှိုးမျိုးကိုရဖို့ကူကန်သမကအခြားသောတော်လန်ရေးတက်ဖွဲ့တွေအညာမြေက PDF တွေဘလောက်ထိရင်းနှီးပေးဆက်ခဲ့ရလဲဆိုတာမြေပြင်နဲ့နှီးဆက်သူတိုင်းကောင်းကောင်းကြီးသိကြပါဗျ။စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်တခုကိုပထမဆုံးသိမ်းပိုက်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တခုတည်းနဲ့တော်လန်ရေးတက်ဖွဲ့တွေများစွာ လာရှုမှာအသက်ဆုံးခဲ့ကြပါတယ်။အဲ့ဒီလိုအသက်ဆုံးခဲ့ရတာနဲ့တန်အောင်လဲလာရှုကိုအမှန်တကယ်ရရှိပြီးအုတ်ချုပ်ရေးတွေတရားစီရင်ရေးတွေဒါမှကအခြားခံတာပေါင်းများစွာကိုစီမံဆောင်ရွက်နိုင်ခဲ့ကြတာအားလုံးသိပါဒါပေမဲ့အခုအချိန်မှာတော့အဆိုပါအောင်မြင်မှုဟာရှက်ပေါင်း200ကျော်အတွင်းမှာပဲရန်သူလက်ထဲကိုပြန်လဲပေးအရတော့မှာပဲဖြစ်ပါတယ် ဒီထက်ပိုဆိုးတာက အသက်ပေါင်းများစွာခြေလက်အင်္ဂါပေါင်းများစွာကိုရင်းနေပြီးတက်ယူထားရတဲ့လာရှိုးကိုကြည်တစ်ချက်တောင်မဖောက်ရပဲပြန်ပြီးပေးအပ်လိုက်ရတယ်ဆိုတာကခံမြင်စရာကောင်းလာပြီးပေးဆက်ခဲ့ရတဲ့သူရဲကောင်းတယောက်ချင်းအတွက်လည်းရင်နာဖို့ကောင်းပါတယ်အိမ်ကြီးချင်းတယောက်ရဲ့ဖိအားကိုလွန်ဆန်မှုဘလို့မှမဖြစ်နိုင်တာကြောင့်ဒီလမ်းကို မလွဲမသာရွေးချယ်လိုက်ရတယ်ဆိုရင်တော့မှဒီဖြစ်စဉ်ဟာဘလို့မှဖြေသားစရာအကြောင်းမရှိပါဘူး တွန်လန်ရီတက်ဖွဲ့တဲ့အနေနဲ့တရုတ်ကိုဘလုံးမှလုံဆန်းလို့မရတော့ဘူးလားတရုတ်ရဲ့ချောင်းဝင်မှုကြောင့်ပဲလေးနှစ်ကြာကျွန်တော်တို့ပေးဆက်ထားတဲ့ပေးဆက်မှုတွေမျောလင်းချက်တွေအားလုံးကအချင်းကြီးဖြစ်သွားပြီလားဒီတရင်ကြောင့်လေးလံနေတဲ့စိတ်တွေဟာနောက်နှစ်ရက်အကြာအင်းတော်မျိုးနဲ့ဖလန်းမျိုးကိုတော်လန်ရီတက်ဖွဲ့ရဲ့ဘက်ကရှေ့ဆင့်နောက်ဆင့်သိမ့်ပိုက်နိုင်လိုက်ပြီဆိုတဲ့တဲ့နဲ့ပြန်လည်တက်ကြွလာရပါတယ်ခလေးဆန်တယ်လို့ပဲပြောပြောမရင်ကျက်ဘူးလို့ပဲဆိုဆို ငါတို့တွေဟာတမျိုးပေးရင်နောက်ထပ်နှစ်မျိုးရအောင်ပြန်သိမ်းယူပြရဲกว่าဆိုပြီးအောင်ဂုံစားချင်ပါတယ်ဒီလိုဂုံစားမယ်ဆိုရင်လည်းစာချင်စရာပါပဲဘာကြောင့်လဲဆိုတော့အင်းတော်မျိုးနဲ့ဖလန်းမျိုးတိုင်းတိုက်ပွဲနှစ်ခုစလုံးမှာတပ်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရအဓိကပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေကအရင်ကလိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေသာအများဆုံးမဟုတ်ပဲနဲ့ຫນွေဦးတော်လှန်ရေးအတွင်းမှာပောက်ဖွာလာတဲ့တော်လှန်ရေးအင်အားစုတွေဖြစ် ဒီကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်။ဒီကလာဆိုပိုင်းကမတရားမှုကိုခေါင်းငုံမခံလို့ရတဲ့လူငယ်တွေကဝါရင်တိုင်းသာတော်လန်ရေးတပ်ဖွဲ့တွေရဲ့ဥဆောင်မှုနဲ့အဓိကတိုက်ပွဲဝင်ကြပါတယ်။ဒါပေမဲ့လင်းနှစ်တာကာလကိုရောက်ရှိလာတဲ့အချိန်မှာတော့ အရင်လိုစီနီယာတော်လန်ရေးတက်ဖွဲ့တွေကိုပဲအလုံးစုံမိကိုအားကိုးစရာမလိုတော့ပဲကိုခြေတော့ပေါ်ကိုရက်တီလာနိုင်တဲ့အခြေမျိုးတွေတွေ့လာရတယ်။ဒါအပြင်ကချင်စကိုင်းနယ်စပ်ကအင်းတော်မြို့သိမ်းတိုက်ပွဲမှာတမကဟိုးချင်းပြည်ကဖလန်းမြို့သိမ်းတိုက်ပွဲတွေမှာပါမြေပြန့်ဒေသကာကွယ်ရေးအဖွဲ့တွေပါဝင်တိုက်ခိုက်ပေးနေရဆိုတာကိုတွေ့ရတော့တောင်တန်းဒေသကအဖွဲ့တွေကပြည်မကလူငယ်တွေကိုပညာသင်ပေးဆောက်ရှောက်ပေးကြတယ်လို့ပဲမြေပြန့်ကအဖွဲ့တွေကလည်းတောင်တန်းအတွက်ဆိုရင် တတ်တောင်ပေးရတဲ့ဆိုတော့ညီရင်အကိုတွင်းရင်စိတ်တမျိုးတွေတွေ့မြင်ရပါတယ်။ဒါ Federal တက်မလို့လို့ပဲခေါ်ခေါ်ပြည်တော်စုတက်ပေါင်းစုလို့ပဲတင်စားတင်စားထေချာတော့ကျွန်တော်တို့ပြည်သူတွေနှစ်ပေါင်းများစွာတောင်းတခဲ့တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်အာဏာရှင်အလုံးစုံပြတ်သုံးရေးအတွက်ဆိုရင်တဆုလဲတဖွဲ့တွေကလှုပ်ရှားတော်လှန်ရုံနဲ့မရပဲတောင်းတန်းအောင်ထင်ပြည်မနဲ့ညီမယ်။ပြည်မရဲ့ပြဿနာကလည်းတောင်းတန်းနဲ့ဆိုင်နေဆိုတဲ့သဘောမျိုးစိတ်တက်မျိုးလို့ပဲဆိုချင်ပါတယ်။ တောင်တန်းဒေသဖလန်းမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှအထွေထွေအတွင်ရေးမှူးစလိုင်းဝီလျံချင်းရဲ့အင်တာဗျူးလေးတစ်ခုကိုကြည့်လိုက်ရပါတယ်။အဲ့ဒီအင်တာဗျူးထဲမှာဆိုရင်တောင်တန်းဒေသအထိလာပြီးအသက်ဆုံးတိုက်ခိုက်ပေးကြတဲ့မြေပြန့်သူရဲကောင်းတွေနဲ့ပတ်သက်ပြီးတော့အမတ်တရားတွေအလွဲချော်လေးတွေနဲ့စားတောက်နေထိုင်မှုကအစမတူကွဲပြားမှုတွေရှိခဲ့ပေမဲ့လည်းစစ်အာဏာရှင်ကိုတိုက်ထုတ်မယ်ဆိုတဲ့ ဘုံရီမှန်းချက်တစ်ခုတည်းနဲ့ဖလန်းမျိုးကိုအတူတူပူပေါင်းပြီးရှားအောင်တိမ့်ပိုက်ခဲ့တယ်ဆိုပြီးပြောသွားတာလေးကိုသတိထားမိလိုက်ပါတယ်။ဒါပေမဲ့ဒါအလုံးရဲ့စိတ်တက်မှာဘလို့စိန်ခုံမှုပဲကြုံကြုံဒီစကားစနဲ့ဒီအာနာရှင်တွေပြုတ်ကြဖို့ဆိုတဲ့ခံယူချက်နဲ့လားတဲ့သူတွေဆိုဆိုဆိုတော့ဟိုဘလို့ပဲဟိုပြဿနာဖြစ်ဖြစ်အခက်ခဲဟိုစိန်ခုံမှုကြုံတွေ့ပါစေတာတွေတော့လွယ်လွယ်ကူကူနဲ့ဟိုရင်ဆိုင်နိုင်တယ်ပေါ့နော် ဒါအပြင်ချင်းမျိုးသားကဝေးတပွဲအနေနဲ့ရလဲချင်းပြည်နယ်တစ်ခုလည်းအတွက်သာမကပဲနဲ့စကိုင်းမကွေးလို့အညာဒေသတွေမှာပါမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နိုင်အောင်အထိရည်မှန်းထားတယ်လို့လည်းပြောသွားပါသေးတယ်ဒီလိုတောင်တန်းဒေသကတပွဲတစ်ခုရဲ့အကြီးအကဲဆင်းရှိတဲ့ပုံကူတူပြောသွားတာကိုထောက်ရရင်ရှေ့လာမဲ့တိုက်ပွဲတိုက်ပွဲတွေမှာကျွန်တော်တို့ဟာမြေပြန့်တဲ့တောင်တန်းပုံမစည်းလုံးတဲ့အစုဖွဲ့တစ်ခုကိုမြင်လာရဖို့ရှိတယ်လို့ထင်မြင်ယူဆမိပါတယ် အင်းတော်ဘက်ကအဖွဲ့အင်းနဲ့ပတ်သက်ပြီးတော့လဲအနေချင်းပြောချင်ပါသေးတယ်။အင်းတော်ဆိုတာကချင်ပြည်နယ်ရဲ့ဝင်ပေါက်ရွှေဘိုမြစ်ကြီးနားမေးတင်မြို့တစ်မြို့ဖြစ်ပြီးဒီလိုဖြူဟာရ ရေးပါတဲ့မြို့ကိုတင်ပိုက်လိုက်ခြင်းကမြန်မာပြည်အထက်ပိုင်းမပခတိုင်းစစ်ဌာနချုပ်ကိုထီစီကြီးဖြစ်သွားဖြတ်တောက်လိုက်တာနဲ့တူတယ်လို့လာမဲ့မိုးရသည့်အတွင်းရေချောင်းလေချောင်းအတုံးပြမှုအကန့်အသတ်ရှိလာတော့မယ်စစ်ကောင်စီကိုကုန်းချောင်းမှာအတုံးပြလို့မရတော့ထိုးနှက်လိုက်တဲ့ထိုးနှက်ချက်ကြီးတစ်ခုလိုပဲဆိုချင်ပါတယ်။ ဒါအပြင်အပူဆောင်းနေနဲ့တမခွန်ကိုတမမှုနဲ့အင်အားတရာကိုပါလက်နက်ပစ္စည်းအပြည့်စုံခဲယမ်းအပြည့်စုံနဲ့ရရှိလိုက်တာကချိုမြိန်လွန်းလာပြီး KIA APSD အတူလိုဝါရင်တော်လန်ရေးတပ်ဖွဲ့နဲ့ຫນွေဦးတော်လန်ရေးတွင်ရပေါက်ဖွာလာတဲ့အင်အားစုတွေရဲ့စီးလုံးညီညွတ်မှု အပြန်အလှန်နားလည်မှုနဲ့အချိတ်ဆက်မိမိစစ်ကစားနိုင်မှုတို့မြင်တွေ့ရပါတယ်။ဒီချိတ်ဆက်မိမှုတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့နားလည်မှုတွေဟာရေရှည်သွားနေတဲ့အာနာရှင်တော်လန်ရေးအတွက်တော့ တကယ်ကောင်းမွန်တဲ့အရာဖြစ်ပြီးရှိလာမဲ့တိုက်ပွဲတွေမှာဒီထက်ပိုမိုချုံမြင့်တဲ့အောင်ပွဲတွေကိုယူဆောင်လာပေးမယ်လို့ထင်မြင်မိပါတယ်။